င်္ဂလာပါအာငလျင်ကိစ္စပေါ့နော်ငလျင်အလှူနဲ့ပတ်သက်ပြီးတော့စဉ်းရဲနေနေရှင်းကြတော့ပါနော်အဲ့တော့ဟိုဟိုကျွန်တော်ပထမပြောထားသလိုပဲ Facebook ကကျွန်တော်အရင်အတွေ့အကြုံရပါပေါ့နော်စဉ်းရဲနေတင်ရင်ခဏခဏအပိတ်ခံရတယ်ဘာဖြစ်လို့လဲတော့မသိဘူးအခုတလောတော့တော်တော်များများတင်ကြတယ်ဘာသာမှတော့မကြသေးဘူးပေါ့လေနော်အမ် သူတို့ပဲတင်တာတွေများလို့လားဒါမှမဟုတ်ငလင်းကြောက်မယ်လားတော့မသိဘူးကျွန်တော်ကတော့အရင်တော့ကဒီဆ iam တော်ဘုံကတင်တဲ့ရေရေဘေးကိစ္စလူတော့ကနော်ကျွန်တော်တို့ဒီကျုံဘူးတယ်เนาะအဲကြောင့်ကျွန်တော်စီရင်ကိုဒီလိုပဲ live နဲ့ပဲရှင်းလိုက်တာပေါ့เนาะအတော့ YouTube မှာတင်ပေးမယ်ကျွန်တော် TikTok မှာတင်ပေးမယ် Facebook မှာတော့စကားပြောတာဆိုတော့ရမယ်လို့တင်တာပဲအဲ okay အဲ့တော့ဟို ကျွန်တော်လက်ခံရရှိထားတဲ့အလှဝင်ရဲ့เนาะကျွန်တော်ပြန်ထူပြီးထားတဲ့ပတ်စံရဲ့နောက်ထပ်ထပ်ရနေတာရဲ့နောက်ထပ် plan လေးရဲ့ကိုကျွန်တော်စီးရင်းနေနေရှင်းပြပါမယ်အဲ့တော့အရင်ဦးဆုံးကျွန်တော်တို့ငလျင်အတွက်ပေါ့เนาะဟိုဘဲအတွက်ပဲလုံလုံလှူပါမယ်ဆိုတော့ဥစ္စာကအမ်အဲတယောက်ကတော့တယောက်မို့နှစ်ယောက်က အမီမဖော်လို့သူ ਨੇ ပေါ့เนาะဟိုကျွန်တော်ဟိုအာလွှဲထားပါတယ်အဲ့တော့အဲ့တော့တယောက်တယောက်ကတော့စင်ဂူဒေါ်လာ100 ောက်တစ်ခုကကြတော့နောက်တစ်ယောက်ကကြတော့စင်ဝူဒေါ်လာ90เนาะ total 150ရရသွားပြီအဲကျွန်တော်ပြီးတော့အမချစ်မြက်ဤဆိုတဲ့နာမည်နဲ့เนาะစင်ဝူဒေါ်လာ900เนาะအများကြီးလှူထားပါတယ်เนาะနောက်ကိုရံမျိုးအောင်မိသားစုကမြန်မာငွေ9သိန်းနော် sorry ခုနကမတ်ချစ်မြက် e ကစင်ကာပူဒေါ်လာ900ပြန်ပြောပါမယ် must know sorry အမီမဖော်လို့ဒီမှာ150 150နောက်မတ်ချစ်မြက် e ကစင်ကာပူဒေါ်လာ900 ကိုရံမျိုးအောင်မိသားစုက9သိန်းပြီးတော့မက်ခိုင်လေးကစင်ကူဒေါ်လာ100အာပြီးတဲ့အခါကျတော့အာโอเคအခုကျွန်တော်နည်းနည်းပြောပြောနည်းနည်းထပ်ပြောမယ်เนาะဟိုပါပေါ့မက်ခိုင်လေးရဲ့နောက်နောက်ထပ်ပြောမယ့်သူတွေက ဘယ်ကနေတဆင်လှူတာလဲဆိုတော့ကျွန်တော်စီတိုက်ရိုက်လှူတာမဟုတ်ဘူးမမ်မီတရတာကြော်စီကနေတဆင်ကျွန်တော်စီလှူတာပါအာကျွန်တော်စီလှူတာမဟုတ်ပါဘယ်လိုပြောရမလဲမမ်မီတရတာကြော်ရဲ့မိတ်ဆွေတွေမမ်မီတရတာကြော်စီသွားတယ်ဒါပေမဲ့ကျွန်တော်စင်ကူကနေလှူတာဖြစ်တဲ့အတွက်ကျွန်တော်ငွေလက်ခံပေးထားတယ်เนาะကျွန်တော်တို့ဘာပဲပြောပြောကျွန်တော်အတူတူလှုပ်ကြရတယ်ပေါ့လေကျွန်တော်ကကြတော့မြေပြင်မှာမလှုပ်နိုင်ဘူးအဲ့တော့မြေပြင်မှာမမ်မီတရတာကြော်လို့လှုပ်နိုင်တဲ့အတွက် ဒီမမ်မေဒရာကျွန်တော်တို့အမြင်ပြင်းမှာလှုပ်ရှားပေးတယ်အဲ့ဒီအတွက်ကျွန်တော်ကဒီဘက်ဟိုစင်ဝူဆိုရင်ကျွန်တော်ကူပြီးတော့လူကောက်ပေးထားတယ်နော်အမခိုင်လေးရာစင်ဝူဒေါ်လာ100အမလဲရီမော် Facebook account ကမယူပါအောင်နာမည်နဲ့120နောက်မခင်ချိုဝင်းကစင်ဝူဒေါ်လာ1500အမတ်တဲယူမြက်ကစင်ငူဒေါ်လာ900နော်နောက်ထပ်လှူထားတာရှိသေးတယ်ကျွန်တော်စီးရင်မလုပ်ရသေးဘူးเนาะဟိုဟိုတနေ့ကကျွန်တော်တို့ဟာ အာကျွန်တော်စီကိုအာ message ပို့ထားတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်စီမှာဟို friend ဖြစ်မနေတဲ့အခါကျတော့ဘယ်တွေကိုရောက်သွားလဲဆိုတော့ spam တွေကိုရောက်သွားတယ်တခြားတွေကိုရောက်သွားတဲ့အခါတော့ကျွန်တော်မြင်လိုက်တဲ့အချိန်မှာအာတခြားဟိုမမေ့ကြတာကျော်စီကနေတဆင့်လှူတာမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့ဒီမှာအာကျွန်တော်တို့မလဲရီမုံလို့ပါလို့ရှိတယ်เนาะသူတို့လှူတာရှိရဲကျွန်တော်စီရင်မလုပ်ရသေးဘူးအာဒါအခုလက်ရှိကျွန်တော်စီမှာဝင်ထားတာပေါ့နော် နောက်မဝဝါကအစင်မူဒေါ်လာ100 အဲဒီဟာတွေအကုန်လုံးကျွန်တော်တို့လက်ခံရရှိထားပါတယ်เนาะဒါကျွန်တော်လက်ခံရရှိထားတဲ့ငွေဒါကအာမြင့်သည့်အလှူအတွက်မဆိုလိုအပ်တဲ့နေရာမှာသုံးပါဆိုတဲ့အလှူပါအဲ့တော့အဲ့မှာကျွန်တော်ပြန်လှူထားတဲ့ဟာတွေကเนาะကျွန်တော်တို့ဟိုနိုင်တဲ့လောက်လေးတွေကျွန်တော်အရင်ဆုံးလိုတဲ့လောက်တွေလှူထားတယ်အဟင်းတန်ဒီပကိုမန်းနီလိုင်းစီကိုကျွန်တော်နှစ်သိန်းလှူထားတယ်နောက်မမ်မေတာတာကျော်ဒီပြီးခဲ့တဲ့ ်တပတ်တီတုံးကနော်စင်ကူဟို sorry ဒီစတိုင်းမန္တလေးသွားတဲ့အချိန်မှာဆယ်သိန်းကျွန်တော်ယူထားတယ်အဲနောက်ဆရာဦးအောင်ကိုစီကိုကျွန်တော်၅သိန်းပို့ထားတယ်နော်နောက်ပြီးတော့အာဒီမိုပေါ့နော်မမိုခန်းနဲ့နောက်ဒီမမိုခန်းအတွက်ကူပေးနေတယ်မမေမိုးနွယ်စီကိုကျွန်တော်၅သိန်းလွှဲထားတယ်အဲအဲ့ဒါကဟိုပါပေါ့ဟိုလိုအပ်တာလှူဖို့အတွက်ကျွန်တော် general expense ကိုလှူထားတာပါနောက်တစ်ခုကကျတော့10 allocation တည်တန့်ရှိပါတယ်နော် တော့တန်းအလှရှင်တွေကကြတော့ဒါကျွန်တော်တို့ကတန်းအတွက်ပဲဖြစ်တဲ့အတွက်ဒီအလှငွေကိုကျွန်တော်ကတန်းတို့မို့ရှက်တာတစ်ခုခုအတွက်ကိုကျွန်တော်တို့သုံးပါမယ်အဲ့တော့လောလောဆယ်မှာအာကိုဦးမတ်ချယ်ရီဆိုမိသားစုက1000ဒေါ်လာ200เนาะမတ်ချီချီခိုင်က1000ဒေါ်လာ200မတ်ဆူဆန်ဒီက1000ဒေါ်လာ100အောင်ဆိုတဲ့နာမည်နဲ့ပေါ့เนาะဟို Facebook account နာမည်ကတော့ကိုဆောင်းဦးဆောင်းဦးဆိုတဲ့နာမည်နဲ့1000ဒေါ်လာ100လက်ခံထားလက်ခံရရှိထားပါတယ်เนาะအဲ့တော့ ဒီဟာကိုကျွန်တော်လက်ခံရရှိထားတယ်အခုတန်းအတွက်ကျွန်တော်တို့ဒီဘက်ကိုပေါ့နော်ဟိုလှူတာကကြတော့မမိုခန်းရဲ့မမိုခန်းကအခုလောလောဆယ်ကျွန်တော်တို့ဒီစင်ကူကနေတန်းနေလှူထားတယ်အဲ့တော့ကျွန်တော်လောလောဆယ်တန်း၄လုံးတန်း၄လုံးကိုစင်ကူဒေါ်လာ356ဒေါ်လာပေါ့နော်စင်ကူဒေါ်လာ56 356ဒေါ်လာကျွန်တော်မမိုခန်းစီလွှဲထားပြီးသားဂျန်နဲ့နော် balance တွေကကျွန်တော်တို့ဒီ shutter ဖြစ်ဖြစ်တခြားဒီပြန်လဲထူထောင်ရေးအတွက်နဲ့ဒီဟိုကခုနလိုပေါ့နော်ကျွန်တော်ပြန်ဆောင်းမဲ့ဟာတွေအတွက်ကိုကျွန်တော်ယူထားပါတယ်ကျွန်တော်စီမှာ တင်ထားပါတယ်အဲ့တော့အဲ့ဒီ balance တွေအကုန်လုံးကเนาะအခုလာပြီးဒီပြန်လဲထူထောင်ရေးလိုအပ်တဲ့ဟာတွေအတွက်ကိုကျွန်တော်ကျွန်တော်နဲ့မမ်မီဒရက်တာကျော်ကျွန်တော်မမိုးခန်းတို့နောက်ဆောင်အောင်ကိုတို့နောက်တခြားဖွဲ့စည်းရင်းနဲ့လည်းကျွန်တော်တို့တိုင်ပင်ပြီးလှူနေပါမှာเนาะအဲ့တော့ဟိုအခုလည်းဆက်ပြီးလှူနေတဲ့လူတွေရှိတယ်နောက်တစ်ခုကကြတော့ကျွန်တော်ကိုရိုင်းကလည်းเนาะမြန်မာပြည်မှာဒီ The Soul Foundation ဆိုပြီးတော့เนาะ Brighter ဖွဲ့ run နေတယ် unfortunately ကျွန်တော်တို့လက်ရှိမှာကျွန်တော်မြေပြင်ကအာ ဥဆောင်သူတချို့လည်းငလျင်ထဲမှာထိတယ်။နောက်ကျွန်တော်တို့လူငယ်တော်တော်များများကလည်းအလုံးတည်တဲ့အတိုင်းပဲပေါ်ပြခွင့်မရှိတဲ့အကြောင်းအရာနဲ့ဒီဘက်နေရောက်နေကြတယ်အဲဒီခါကျတော့အဲကျွန်တော်အရင်ဟာအတွက်ပေါ့နော်ကျွန်တော်မြေပြင်မှာ volunteer လောလောဆယ်မရှိသေးတဲ့အတွက်ပေါ့လေကျွန်တော်တို့ကတော့ကျွန်တော်ကျွန်တော်အနေနဲ့လည်းရှိဒီကနေလုပ်ပေးနေတယ်အဲ့တော့ဟို ိုလက်ရှိအလှူရှင်တွေကိုကျွန်တော်ဒီ The Soul Foundation ကနေပဲအဲကျွန်တော်အလှူဟာပေါ့နော်လက်ခံရရှိတောင်းကျွန်တော်ဖြတ်ပိုင်းစီစဉ်ပေးပါမယ်အဲနောက်တစ်ခုကလက်ရှိမှာလဲပေါ့နော်တခြား volunteer တွေရောအလှူရှင်တွေရောကျွန်တော်အာဟိုအကူအညီတောင်းပါတယ်ကျွန်တော်တို့ပြန်လဲထူထောင်ရေးချလို့ရှိရင်အစာအုပ်စောက်ဖို့တွေเนาะဒီသူတို့လက်ရှိလုံးဝကြီးပြိုသွားတာမဟုတ်တဲ့အစာအုပ်တွေကိုပြန်ပြီးတော့အမ်စစ်ဆေးမယ်ပြန်နေလို့ရပြီလားဖြိုရမှာလားစသဖြင့်ဒါတွေလည်းကျွန်တော်တို့ လုပ်ဖို့ရှိပါတယ်အဲ့ဒါလေး ਨੇ ပတ်သက်ပြီးတော့လည်းကျွန်တော်စီစဉ်နေပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်အကြောင်းကြားတာပါအဲ့တော့လောလောဆယ်တာကတော့ငွေစင်းရှင်းနှံဖြစ်ပါတယ်ကျွန်တော်လက်ခံရရှိမဲ့နောက်ထပ်နောက်ဆက်တွဲစင်းရင်းတွေလည်းကျွန်တော်ထပ်ပြီး update လုပ်ပေးပါမယ်ဒီရက်ထဲမှာလည်းကျွန်တော်လုံနေနေလေးများနေရအတွက်နည်းနည်းလေး up to date လေးတွေမရှိဟိုပါဘောတော့ချက်ချင်းမလုပ်ပေးနိုင်တာ same ကောင်းပါဘူးအဲ့တော့ကျွန်တော်ဒါလေးကိုအားလုံးကိုအာ report လောက်တာပါဒါလက်ရှိကျွန်တော်လက်ရှိလက်ခံရရှိထားတဲ့အလူငွေနဲ့ပြန်ပြီးလှူထားတဲ့ပမာဏဖြစ်ပါတယ်နော်ဟိုကျွန်တော်ဟိုဒီမှာပဲကျွန်တော်ရလိုက်ပါတော့မယ်ကျေးဇူးများတင်ပါတယ်နောက်ထပ်လည်းများများလှူကြပါလှူခြင်းတဲ့သူတွေလည်းကျွန်တော်ဆီဆက်တွေ့လို့ရပါတယ်နော်ကျေးဇူးများတင်ပါတယ်